ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလမ်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Saudi Arabia Club ဖြစ်တဲ့ Al Hilal အသင်းကအခုလက်ရှိမှာ Simeone Inzaghi ကိုအပိသက်နိုင်ဖို့အသေးအတန်ကြိုးပမ်းလေရှိတယ် Inter Milan အသင်းကထွက်ဖို့တည်ကြလောက်ရှိတဲ့ Italy နီးပြားကို Al Hilal အသင်းက Club World Cup မတိုင်ခင်အပိသက်ကြိုးပမ်းပြီးတော့ ဆိုင်းချင်းတင်လောကလာစာတနည်းကိုယူရို49တက်မှ9သန်းထိ၃နှစ်စာချုပ်နဲ့ကာလမှုထားပြီးတော့ဒါဘိုဒူးနဲ့မှာပဲအင်စာကီကသူ့ရဲ့အနာဂတ်ကိုအတိအကျဆုံးဖြတ်သွားမယ်လို့ဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ Brentford အသင်းကလည်းအသင်းတိုင်းစိတ်ဝင်စားနေတဲ့ Brian Ambumo ကိုပြောင်းရွှေ့ချေတတ်မှတ်လိုက်တယ်။ ဘရာဖိုကလက်ရှိမှာမန်ချက်စတာယူနိုက်တက်ဒါလီဗာပူးအာစနယ်ထော့တန်နဲ့ညူကာဆယ်အသင်းတွေတက်ဝင်စားတဲ့အသက်25နှစ်ရွယ်ရှိတဲ့ကင်မွန်တောင်ပံကစားမကိုသူတို့ဘက်ကပေါင်ပန်း60ထိတတ်မှတ်ထားတာပါဒီကစားမရဲ့ကွန်ထရက်ကနောက်ဆုံးတစ်နှစ်ကျန်ပြီမဲ့ဘရာဖိုက အပူတစ်နှစ်ထပ်တိုးခွင့်ရှိတဲ့အတွက်ပန်း60တိဈေးသတ်မှတ်ထားတာလည်းဖြစ်တယ်။ Atletico Madrid-Cardo Antoine Griezmann ကိုတတ်တမ်းထပ်တိုးပါပြီ။2029ခုနှစ်ထိစာချုပ်ပါ။ဒီကစားမကရာသီကုန်မှာလမ်းခွဲနိုင်ပွဲရှိတယ်လို့သတင်းတွေထွက်နေခဲ့ပြီးမှ Major League ကိုပြောင်းမယ်လို့ဒါသတင်းထွက်ပေါ်ပြီးတော့နောက်ဆုံးမှာတော့ဒီကိုနဲ့2029ထိစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တယ်။ လီဝိုင်ဆာမီကဘိုင်မြူနစ်အသင်းနဲ့2028တီစာချုပ်တစ်ထပ်မံကမ်းလှမ်းခံရပါတယ်။လီဝိုင်ဆာဒီဟာယာတီကုံမာစာချုပ်တက်တန်းကုံဆုံးလို့အသင်းတစ်ကိုပြောင်းရွှေ့မဲ့ခွင့်ရရှိပေမဲ့လက်ရှိမှာတော့ အာစနယ်ထော့တနမ်နဲ့ပရီးမီးယားလိဂ်ကလပ်တွေကဆဲဝစားလို့ဘိုင်ယန်ကလာစာတူပြီးတော့နောက်ထပ်တဲ့အချိန်ကာလမှုထပ်ပြီးပြုလုပ်ထားတာဖြစ်တယ်။ဟန်စီဖစ်ကတော့ပြီးခဲ့တဲ့ရာသီလာလီဂါနဲ့ဥရောပပြည်တွင်းပြိုင်ပွဲတွေအားလုံးမှာ စွမ်းဆောင်ရည်ကောင်းပြတာနိုင်တဲ့အတွက်လာလီဂါရဲ့တနစ်တာအကောင်းဆုံးနှီးပြစုကိုရပါတယ်။လာလီဂါချန်ပီယံကိုပါဒရီချန်ပီယံနဲ့စူပါကပ်ရတဲ့အတွက် ဟန်စီဖလစ်ကတနစ်တာရဲ့အကောင်းဆုံးစုကိုရရှိတာဖြစ်တယ်။ဘာဆိုနာအသင်းကလက်ရှိမှာအဲရစ်ဂါစီယာရဲ့စွမ်းဆောင်ရည်ကြောင့်လာမယ့်ရာသီမှာညာနောက်ခံလူတယောက်ထပ်မံခေါ်ယူသွားမှာမဟုတ်ကြောင်းကြေညာလိုက်ပါတယ်။စောပိုင်းတုန်းကဂျူးစ်ကွန်တေးနေရာမှာအစားထိုးနိုင်မဲ့ဘက်ကက်တယောက်ခေါ်ယူဖို့စဉ်းစားထားပြီးမှ အရီကာစီယာရဲ့ဒီယာဒီပိတ်ခတ်ပြီးစွန့်ဆောင်ရေးကြောင်းညာနောက်ခံလူမခေါ်ဖို့ဆုံးဖြတ်ခဲ့တာပါယူရန်ကာစီယာရောက်လာခဲ့ရင်တောင်မှမအန်ထရီတက်စတီဂန်ကစိတ်ပူမှုမရှိကြောင်းဆိုလိုက်တယ်။ဒါလက်ရှိဘာဆိုလိုရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့မအန်ထရီတက်စတီဂန်ကယူရန်ကာစီယာကြောင့်နေရာပြောက်လာနိုင်ပွဲရှိတယ်လို့သတင်းတွေဖော်ပြထားသည့်တိုင်အောင် သူ့အနေနဲ့သူ့နေရာအတွက်စိတ်ပူမှုလုံးဝမရှိဘူးလို့ဆိုပါတယ်ရီယယ်မက်ထရစ်အသင်းကသူ့ရဲ့နောက်ခံလူအန်တိုနီယိုရူဒီကာကိုအနာဂတ်အတွက်ဆုံးဖြတ်ချက်ပေးထားတယ်တကယ်လို့ကလပ်ဘက်ကအသင်းမှာစနစ်ချင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆော်ဒီအာရေဗျကိုပြောင်းခြင်းလေ ကြိုက်တဲ့ဆုံးဖြတ်ချက်ချမတွေ့အသေးနေနဲ့သူ့ကိုခွင့်ပြုသွားမှာဖြစ်ကြောင်း AS ကဖော်ပြထားပါတယ်။မတွေ့နေနဲ့2026မှာကွင်းလယ်ပိုင်းအတွက် Rodrigo ထပ်မံခေါ်ယူဖို့သူတို့ဘက်ကပြစ်မှတ်ထားမယ်လို့ဆိုထားပါတယ်။ Manchester City ကတပတ်3သိန်းလောက်ထိပေးပြီးတက်တန်းထပ်တိုးဖို့လုပ်တဲ့အချိန် ရီမထွေကသူ့ကို26မှာတာဂတ်ထားနေတယ်လို့ဆိုပါတယ်ရီမထွေရဲ့အဓိကဝင်လေကစားမဖြစ်တဲ့လူကာမိုထွေကို AC မီလန်အသင်းကစတင်ကန်လန်ထားတယ်စာချုပ်တက်တန်းကုံဆုံးပြီး club rocket အပြီးမှာထွက်ခွာမဲ့လူကာမိုထွေကို AC Milan အသင်းကကံလန်ထားသလို Italy club တွေကလည်းစတင်ဆွေးနွေးလေးရှိနေပါတယ်။တစ်ဖက်မှာတော့ Isco ဟာ Spain Levante အသင်းကို ပြန်လဲရွေးချယ်ခံရပြီးနောက်သူ့အနေနဲ့ Levante အသင်းမှာ2026ကမ္ဘာဖလားပြိုင်ပွဲပါဝင်ခွင့်ရဖို့အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။ Isco ကပြီးခဲ့တဲ့ Europa Conference League ပြိုင်ပွဲရဲ့အကောင်းဆုံးဘောမှဖြစ်ပြီးတော့ Levante အသင်းကိုတကြောပြန်ပါလာသူလည်းဖြစ်တယ်။ Manchester City အသင်းကအခုလက်ရှိမှာ Ryan Agnori ကိုဆက်သွဲခဲ့ပြီး Wolverhampton ကိုခေါ်ယူမဲ့ကြောင်းအသိပေးလိုက်ပါတယ် Ryan Agnori ကလက်ရှိမှာတော့ Algeria နောက်ခံကစားမှာဖြစ်ပြီး Premier League ရဲ့အကောင်းဆုံးဘယ်နောက်ခံကစားမှာဖြစ်ပြီး City အနေနဲ့တန်းလေးဆယ်လောက်နဲ့ခေါ်နိုင်ဖို့နှိစက်လျက်ရှိတယ် ဇမ်ဘာပက်ကဂွာဒီယိုလာရဲ့အသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒချီချောင်းဝန်ခံခဲ့ပါတယ်။တစ်ဖက်မှာတော့မန်စီးတီးကလူငယ်ကွင်းလက်ကစားမရိုင်ချီကွီကို2030ခုနှစ်ထိစာချုပ်ချုပ်ဆိုဖို့ကမ်းလှမ်းထားပါတယ်။ ပုဂ္ဂိုလ်ဆိုင်ရာ agreement ရထားပြီးဖြစ်ပေမဲ့ Lyon နဲ့ Man City အကြပြောင်းရွှေ့ချေညှိနှိုင်းနေဆဲဖြစ်ပြီးတော့မကြာမီမှအပြီးသတ်နိုင်လိမ့်မယ်လို့ဆိုပါတယ် Man City နေနဲ့အခုလောလောဆယ်မှာ Club World Cup ရဲ့လူစင်းမှာတင်းကောင်းဆောင်ခိုင်ဝခါကိုခြံထားသလိုလူငယ်ကစားမှာ James McCarthy ကိုပါခြံထားတယ် ဒီစားမာလီကအခုလက်ရှိမှာဘိုင်ယန်လီဘခုဆက်အသင်းနဲ့သတင်းထွက်နေပြီးတော့22နှစ်သားကအသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိကြောင်းဆိုထားပါတယ်။ Everton ကဂျိုစတုန်းကိုပြန်ခေါ်ဖို့ဆွေးနွေးနေလို့သတင်းတွေတက်နေပြီးတော့ Man City ကလည်းသူ့ကိုဖက်ခွာခွင့်ပေးမှာဖြစ်တယ်။ Chelsea ကတော့အခုလောလောဆယ်မှာ Eintracht Frankfurt ရဲ့အင်သစ်လူငယ်စားမာ Hugo Akitike ကိုခေါ်နိုင်ဖို့အသေးအံကြိုးပမ်းနေပါတယ်။အသက်22နှစ်ပဲရှိတဲ့ဒီစားမာက ကိုယ်တော်ကိုရပူရာချက်စီကပုတ်ကိုရဆိုင်ရာသဘောတူညီမှုရဖို့အနည်းဆက်ဆုံးရှိလာပြီးတော့ဒါဒီပြောင်းရွှေ့ကိုကျိုးပန်းနေတဲ့ iTran Frapper ကတော့သူရဲ့လူငယ်တိုက်စစ်မှုအတွက်ယူရိုတန်တရာထိဈေးသတ်မှတ်ထားတာပါချက်စီနေနဲ့အခုလောလောဆယ်မှာ Jadon Sancho ရဲ့လစာကိစ္စကိုညှိနှိုင်းနေစေပါတကယ်လို့ Sancho သားလစာရှုပ်ယူရင်အပိသက်ပြောင်းရွှေ့ချေပေါင်25တန်းကပြဿနာမရှိပေမဲ့လစာရှုပ်ယူဖို့သဘောတူညီမှုမရခဲ့ခြင်းတော့ မန်ယူနိုက်တက်ကိုပြန်ပို့ပြီးတော့ငါးတန်းရောချင်းဝင်ပြီးပို့သူတို့ဘက်ကစဉ်းစားထားတယ်လို့ဆိုပါတယ်ချက်စီတင်ကတော့အခုလောလောဆယ်မှာနွန်ဒီမာတူရီကေကိုထွက်ခွာခွင့်ပေးဖို့ပြင်လျက်ရှိတယ်လက်ရှိနေထားရနွန်ဒီမာတူရီကေနေရာမှာသူတို့တောင်မန်ကစားမတွေအစားထိုးဖို့ရှိပြီးတော့ချက်စီနေနဲ့ဆန်ချိုကိုအပီးတတ်တာဖြစ်ဖြစ်တစ်ဘက်က ဂျီမီကင်တက်စ်ကိုလက်ရှိမှာဘရီရှာတော်မန်ကခေါ်ယူဖို့ဆန္ဒရှိတဲ့အတွက်အင်္ဂလန်တော်မန်ကစားပါနိုနီမတ်တွေကေကိုကလပ်ဘက်ကထုတ်ဖို့ပြင်ဆင်နေတာဖြစ်တယ်။အာဆနယ်အသင်းကထော့တန်ဟမ်အသင်းစိတ်ဝင်စားနေတဲ့လီဝိုက်ဆာနေကိုဆက်သွယ်ထားပြီးခေါ်ယူနိုင်ဖို့ကြိုးပမ်းနေပါတယ်။အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်မယ်။29နှစ်ရွယ်ရှိတဲ့ဂျမနီတော်မန်ကစားပါကိုအထက်ထားကအရာခေါ်ယူဖို့ဆန္ဒရှိကြပါအာဆနယ်အသင်းနေနဲ့လက်ရှိမှာနီကိုဝီလန်ရဲ့အခြေအနေကိုလည်းဆွေးနွေးနေဆဲဖြစ်တယ် ်လက်ရှိနေထားရနီကိုဝီလျံကိုတိုင်ကပရီးမီယာလိဂ်ကိုပြောင်းဖို့ဆုံးဖြတ်လာတဲ့အတွက် အာစနယ်သင်းကနီကိုဝီလျံကိုစောင့်ကြည့်နေတာဖြစ်တယ်။အာစနယ်သင်းနေနဲ့နွေရာသီမှာတီချာပေါက်ဘဲတောင်မန်စားမှတယောက်ခေါ်ယူဖို့ရှိပြီးတော့ပေါင်68တန်းထိနီကိုဝီလျံရဲ့အပြောင်းရွှေ့ကပေးချေရပွဲရှိနေတာလည်းဖြစ်တယ်။မီကယ်အာတီတာအသင်းကအခုလောဆယ်မှာမာတင်စူပါမန်တီကိုအပြီးမတတ်နိုင်သေးပဲဖြစ်တယ်။အဓိကကစပိန်လူဝေးစင်ရဲ့ Nation League Semi-final ပွဲအပါဝင်တဖက်ကအာစနယ်အသင်းအနေနဲ့လောကလာစာပြောင်းရွှေ့ခြင်းတောင်စီစီမရအတီးပြူထားပေမဲ့ Nation League ီပွဲစဉ်ကြောင့်သူ့ရဲ့အပိတပြောင်းရွှေ့ကို delay ဖြစ်နေတာဖြစ်လို့တစ်ဖက်မှာလည်းဘာဆိုနာစကားပြောနေတဲ့ Thomas Partey ကိုအပိတစာချုပ်ချုပ်ဆိုဖို့ကြိုးပမ်းနေတာပါ Bradford အသင်းရဲ့တောင်ပံကစားသား Brian Ambumo ကအသင်းနဲ့အားလုံးစိတ်ဝင်စားသည့်တိုင်အောင် Ruben Amorim ရဲ့နံပါတ်10ရိုးမှာကစားဖို့ဆန္ဒရှိတဲ့အတွက် Manchester United ကိုပြောင်းရွှေ့ခြင်းကြောင့်အတည်ပြုလာတယ် ဒါ Bradford ကတန်း60သတ်မှတ်ထားတဲ့ကင်မွန်းတောင်ပံကစားမကို Man United ကလူချင်းပြီးပြီးခဲ့တဲ့ရာသီမှာ twin goal 20လောက်တိရှိတဲ့အတွက်ဒီကစားမကိုသူတို့ဘက်ကလူချင်းတာဖြစ်ပြီးတော့ Quailand ကိုသူတို့ရောင်းချဖို့ပြင်ဆင်နေပါတယ်။ Manchester United ကတစ်ဖက်မှာလည်း ကွန်ဂျာလိုရာမော့စ်ကအခြေအနေကိုကြည့်နေသို့တိုက်စစ်ပိုင်းအတွက်ကိုတောက်လျှောက်ကြည့်နေစေဖြစ်တယ်။အထောင်တိုက်စစ်မှုတရားမဖြစ်မနေခေါ်ယူမှာဖြစ်ပြီးပါရီစင်ဂျာမင်ရဲ့တိုက်စစ်မှုကွန်ဂျာလိုရာမော့စ်အပါဝင်ဘက်ကခရစ်စတီယန်ပဲလစ်ကတိုက်စစ်မှုဂျွန်ဖီလစ်မာထက်တာနဲ့ PSG ရဲ့ဂျူဗန်တက်စ်အငှားတော်သားတဲ့ကိုလိုမဝါနီတို့အားလုံးကို United ရဲ့တာဂတ်တွေမှာထည့်ထားတာပါ။ Man United အနေနဲ့မလာစီးယားနဲ့လူရှော်ထွက်မယ်ဆိုရင် သူတို့ဘက်က Brighton ရဲ့ဘယ်နောက်ခံကစားမှ S2PN ကိုခေါ်ဖို့ဆန္ဒရှိနေပါတယ် Brighton အသင်းဘက်ကတော့ရောင်းဖို့ဆန္ဒရှိပေမဲ့ United ကသူတို့ရဲ့ဘယ်တောင်ပံအတွက်ဒီစားမကိုခေါ်ချင်နေတာပါ Tottenham Hotspur အသင်းကတော့သူတို့ရဲ့နောက်ခံလူ Christian Romero ကိုဆက်ထိန်းထားနိုင်ဖို့ဆန္ဒရှိသေးဖြစ်တယ် တစ်ဖက်ကြားဆွေးနွေးနေတဲ့ဒီကူကလုံးဝလက်မလျှော့တဲ့အတွက်စပါဘကသတန်းတိုးဖို့ခန့်နေစေဖြစ်ကြောင်းဖော်ပြလာပါတယ်။ထော်တန်ကအခုခရစ်စတိုဘာအန်ကူကူထွက်မှတည်တဲ့အတွက်ချက်စီကနေခေါ်ဖို့ဆန္ဒရှိနေတယ်။စပါအနေနဲ့အခုလောလောဆယ်မှာအန်ကူကူကိုတန်း90လောက်ခေါ်ဖို့သူတို့ဘက်ကဆန္ဒရှိပြီးတော့ချက်စီသာရောင်းချခြင်း ဒီပြောင်းရွှေ့အတွက်ကျူးပါမှာဖြစ်တယ်လို့ဆိုပါတယ်။ထော်တန်ရဲ့နီးပြအက်စ်ပေါ်ဆိုကိုကူကိုကလပ်ဘက်ကထုတ်ဖို့ပြင်ဆင်နေတဲ့အတွက်ဒီနေရာမှာအစားထိုးမဲ့သူတွေကိုစတင်ရှာဖွေရရှိတယ်။အိုခရာဒန်နီယယ်လီဗီကဘရာဖိုနီးပြတောမတ်ဖရန်ကိုနံပါတ်1တာကတ်ဖြစ်ထားပြီး ဖူရန်ရဲ့မာကိုဆီလ်ဘာနဲ့ခရစ်စတီယန်ဘီလစ်ကဂလက်စနာအပါဝင်ဘုံမောင်ရဲ့အီတာဝူလာနဲ့အခြားနီးပြတွေကိုလည်းစိတ်ဝင်စားလို့ဂျာဗီဟလန်တက်ကိုလည်းချဉ်ကပ်လေရှိပါတယ်။လီဗာပူးကဖလိုနီယယ်ဗတ်စ်ကအပြောင်းရွှေ့နှစ်ခုပယ်ချခံပြီးကလမ်ကိုထပ်မံပြုလို့မှာပါနှစ်ဖက်ကြားဆွေးနွေးနေစေဖြစ်တဲ့လီဗာပူးအနေနဲ့ကစားမအလိုက်ပေးနိုင်မဲ့ chance တွေအပြင် တစ်ဖက်မှာလည်းပြောင်းရွှေ့ခြင်းတန်တရာ40နဲ့50ချားလောက်ထိပေးရဖို့ရှိတယ်။အချို့ report တွေရ Frontier Vast က Liverpool အသင်းကိုပြောင်းမယ်ဆိုရင် ကျောင်းနံပါတ်30ဝစ်စင်ချင်းနဲ့ဒါကလက်ရှိမှာအလက်စစ်မက်ကလဆာဝစ်စင်လာဖြစ်ပြီးကျောင်းနံပါတ်30နဲ့လာစာ3သိန်း2000အထိကိုပါတောင်းဆိုထားတာပါမိုမက်ဆာလက်စ်ကတော့အခုလောလောဆယ်မှာလီဗာပူးရဲ့တနစ်တာအကောင်းဆုံးစုကို9ဂျိမ်းမြောက်ရပါတယ်ရူမာကပြောင်းလာပြီးကခြေစွမ်းပြတဲ့ဆာလက်စ်ကဒီယာတီအကောင်းဆုံးစုတွေအပြင်လီဗာပူးရဲ့အကောင်းဆုံးစုကိုထပ်ပြီးရခဲ့တာဖြစ်တယ်။လီဗာပူးကအခုအတ္တနာကွေးလက်စားမအက်ဒီဆင်ကိုလည်းအခြေအနေကြည့်နေတယ်။တကယ်လို့ အန်ဒူကိုရောင်းခဲ့ခြင်းဒီကစားမနဲ့အစားထုတ်ဖို့လီဗာပူးကစိတ်ဝင်စားလေးရှိကြောင်းအင်္ဂလိပ်မီဒီယာတွေမှာဖော်ပြပါတယ်အက်ရှန်ဗီလာအသင်းရဲ့ကိုးသမားအမီမာတီနက်စ်ကသူ့ရဲ့အနာဂတ်ဘာမှမပြီးပဲဖြစ်ကြောင်းဖော်ပြနေပြီးတော့တကယ်လို့များအသင်းသစ်ကိုသူ့ဘက်ကစဉ်းစားဖို့ရှိပြီးမယ်အာဂျင်တီးနားနဲ့အခုလောလောဆယ်ထိတော့အာယူဆူဆိုင်မှုအပြည့်ရှိကြောင်းဆိုပါတယ်ခရစ်စတယ်ပယ်လစ်ကအခုလောလောဆယ်မှာအာဖရိကပြိုင်ပွဲမှာချန်ပီယံဖြစ်တဲ့တိုင်အောင် ဥရောပပြိုင်ပွဲကထုတ်ပယ်ခံရဖို့ရှိတယ်။ပယ်လစ်ကဲရှယ်ယာပိုင်ရှင်ဖြစ်သူပေါ့လေ။ Terror ကလက်ရှိမှာကလပ်တင်းကို43ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီးတော့သူက Olympic Lyon ကိုလည်းပိုင်ဆိုင်ထားတဲ့ရှယ်ယာရှင်ဖြစ်တဲ့အတွက် lead position နိုင်တဲ့တသိန်းကိုကန်ထုတ်ရနိုင်ပွဲရှိတဲ့အချိန်တကယ်လို့သူသားပိုင်ဆိုင်မှုတစ်ခုကိုရှင်းလင်းအောင်လုပ်ပြနိုင်ရင် ပယ်လစ်ကဆက်ရှိနေမှာဖြစ်ပေမဲ့မရှင်းမကလင်းဖြစ်ခဲ့မယ်ဆိုရင်တော့ယူရိုပါလိပြပွဲကထုတ်ပယ်ခံရဖို့ရှိပါတယ်။ Northern Forest ကအခုဘရာဇီးကလပ်ဘူတာဖိုကိုရဲ့ဘရာဇီးကစားမ၃ယောက်ကိုသဘောတူဖို့တေချာနေပါပြီ။တိုက်စင်မူဟေဆူးအပါဝင် နောက်ကန်လူဂျူအာခူညာနဲ့တစ်ပတ်ကတော့ဘယ်နောက်ကန်ကစားမဂျူအာဘာနိုဆိုတဲ့ကစားမ၃ယောက်ကို Forest ကသဘောတူနေဖို့ရရှိတော့မှာဖြစ်ပါတယ်။ဒါတွေကစစ်ဝန်စားဆရာနောက်ဆုံးရအားစားချက်ပါအလုံးကျေးတူပါတယ်။